ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပေါ့ပို့တော်မှစူးစီးတင်ဆက်ထားတာပါအားလုံးဖြစ်ချင်တဲ့အတိုင်းတာပေါ့နော်အားလုံးဖြစ်ချင်တဲ့လူသူများအားလုံးကဘာဖြစ်ချင်လဲဆိုရင်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းစေချင်ပြီအကြမ်းဖက်အန္တရာယ်ပေးပါလေအများဆုံးကင်းဝေးချင်ပြီပေါ့ဗျာဒါတော့မျိုးတွေဖြစ်ချင်တဲ့အတိုင်းအတိုင်းတကူက2025မကုန်ခင်မှာဖြစ်ဖို့ကတော့တော်တော်ကြီးများတော့ပါပြီဗျာဘာဖြစ်လဲဆိုလို့ရှိရင်ဒါ ကြောင်မဲတို့ဒီဘောတို့ဒါအချိန်တို့အတွင်းမှာဒါရပါပါဗျာเนาะကြောင်မဲဆိုလို့ရှိရင်ဒါရလရလို့နီးပါလို့ဖြစ်နေပြီလို့လည်းပြောလို့ရပါဗျာเนาะကြောင်မဲမှာဆိုရင်ပလောင်နေရာဒီလူတို့ထွက်တတ်ထားတဲ့အတူတူပလောင်အလံနေပေါ့เนาะ PDF အလံတော့မဟုတ် PDF ကတော့အဖြေခံမယ်เนาะဒီအလံလေးကိုဖြုတ်ပြီးမှဒီတီဘောနာဒီတီဘောနဲ့ကြောင်မဲကြားထီကိုလူတို့ဆုတ်ခွာသွားပါလိမ့်ဗျာเนาะ အဲ့တော့သုခသွားကြီးဖြစ်တဲ့အတွက်သုခသွားကြီးဖြစ်တဲ့အတွက်ကြောင့်သူကချိန်နေမဟန်လို့ပဲသုခွာခြင်းဖြစ်ပါလိမ့်မယ်နော်ဒါနောက်လက်မတော်လည်းဒါအတူသွင်းတော့အတန်ကြားတာတော့ဒီငင်းချိုင်းကံလမ်းမှုအနေထားတဲ့ရှိတယ်ငင်းချိုင်းကံလမ်းမှုသူတို့တွေသူတို့သုတ်မပေါ်နမ်ဆန်တော့ဘယ်လိုဘူးဒီနှစ်ခုပေးမယ်ဘာညာအုတ်ချောက်ရဒါနဲ့တက်မတော်အနေနဲ့လည်းဘယ်တော့မှလက်ခံမှာမဟုတ်တော့ပါဘူးဗျာနော်ဘယ်တော့မှလက်ခံမဟုတ်ပါဘူးနော်မောင်မောင်ခေါ်တော့ကဗျာမထူပဲနဲ့ဟိတ်ကောင်ဆိုမှတော့ဘယ်ချင်းနေကောင်းပါမလဲဟုတ်လား ဦးလက်ကြီးပြောတယ်လို့ပဲဟုတ်လားပန်ပေတုံးကတပြေပန်ပေတုံးကတော့ဟုတ်လားလက်မခံမဲနဲ့ဂန်းပေးကကြမှာလက်ခါဆိုမြေအောင်လေးကခုမှအလုံးရင်းနေနဲ့အင်အားအလုံးရင်းနဲ့ဝင်လုံးနာတွေရောပါလုံးနာတွေရောဟုတ်လားတမလို့ဆိုတာကမလုတ်တင်းနေတာပါတကယ်လုံးလို့ရှိရင်ဘယ်လွယ်ပါမလဲဟုတ်လားဘယ်လွယ်ပါမလဲဒါခင်ဗျားတို့တွေ့ကြည့်လေဗျာအခုဆိုလို့ရှိရင်ဒါအလင်းဝင်တဲ့တူတွေလက်နဲ့ချတဲ့တူတွေလည်းခင်ဗျားတို့တွေ့တွေ့နေရပါပဲအများကြီးပဲအများကြီးပဲเนาะအများကြီးပဲ အဲ့တော့ပြည်သူပြည်သားများအားလုံးကလည်းတမတော်နဲ့ပူးပေါင်းဆောင်ရွက်လာတယ်တွေ့ရတယ်။ဦးစင်းပြောပြီးပဲငကောကလိုပဲနိယာတာကြောက်ရလို့လားသူတို့တွေကနေနေရတာလို့ဟုတ်လားနိယာတာကြောက်နေရတာအဲ့တော့ PDF တွေဘဝကတော့ဆရာတော်ဦးရတူပြောလို့လိုပဲဟုတ်လားအရင်ခံလဲရင်ဆန်းဆိုလို့ပဲနော်လဲသူစာရန်ဆိုလို့ပဲအားတဲ့တူကတော့ခံလိုက်ရတာပေါ့ဗျာ PDF တွေအားတော့ခံလိုက်ရတာပေါ့နော် PDF တွေထောက်ဖို့တွေကတော့ဟုတ်လားမဟောင်စီတို့ပန်ဆယ်တို့ဟောင်စီပြောတဲ့စကားကြီးနဲ့မထည့်ပြောမယ်ဟောင်စီကဟိုတယ်လို့ကပန်ဆယ်လို့နဲ့ပြောပြီးကာပါ ပန်ဆယ်လို့အကြောင်းလေးပြောသွားတယ်ပေါ့ဗျာပန်ဆယ်လို့ဒီဒါလူတော့မင်္ဂလိပြထိုက်မြတ်တဲ့ဘာညာဆိုတဲ့အတိုင်းအတာတစ်ခုပြောသွားတာအဲ့ထက်မှတော့ဘာပြောဆိုတော့ဥက္ကမင်းမော်တော့တိတယ်ပေါ့လူလျောက်နှစ်ပြင်းတယ်ဟုတ်လားမြတ်ကျော်တို့ကြတော့သူကမတီးဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ဆိုတော့မြတ်ကျော်တို့အကြောင်းသူဥက္ကမင်းမော်အကြောင်းမလို့ထည့်ပြောပါတယ်မြတ်ကျော်အကြောင်းသူပြောလို့မြတ်ကျော်အကြောင်းသူမပြောရဲဘူးလေဗျာပလင်းဟုတ်လားဘူးဆိုပလင်းဆိုဆိုလို့ဟုတ်လား ူတော်ပြောရဲမပြောရဲမြတ်ကျော်အကြောင်းသူမပြောဘူးမြတ်ကျော်ဟောင်စီကမတီးရဲနေပါမလားဟုတ်လားမရင်းနှီးရဲနေပါမလားခင်ဗျားတို့ပဲစဉ်းစားကြည့်လေဗျာဟုတ်လားတော့ရအောင်တော့ဗျာဟွာတခိုးကြီးနဲ့တခိုးလေးကွဲกว่าတာပေါ့နော်တခိုးမကြီးကိုတခိုးလေးကကာကွယ်ပေးတာအကြောင်းမရှိပါဘူးနော်သူတို့ကတော့ AC ပဲ AC ပဲလဲတော့ AC ပဲနော်အဲ့တော့ဟောင်စီလိုဘာမှအရေးချင်းမရှိတဲ့လူတယောက်ကတောင်မှလူ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 ပြောင်းပြောင်းဖြစ်သွားတယ်ဆိုရင်ပန်ဆယ်လူက ဲ့တော့အမေရိကန်လိုနိုင်ငံကဘယ်ဘယ်ကဘယ်ကပတ်ဆိုင်တဲ့ဒီလိုတိုက်ကြီးတွေဆိုင်ကြီးတွေဘယ်လိုဝယ်နိုင်မှာတော့ဘယ်ကပုံဝင်နဲ့ဝယ်နိုင်မှာတော့ထိုင်းလိုကွင်းတို့တိုက်ခတ်ဝယ်ဖို့တောင်မှမလွယ်တဲ့အနေအထားတစ်ခုလေဗျာဒါကိုမခိုးဘူးလို့ဘယ်သူကဟုတ်လားဒါပေမဲ့ဥမာစိုးကြပါဆိုဗျာတသိန်းဖို့ဗျာတသိန်းဖို့ဆိုလို့ရှိရင်တသိန်းဖို့အလူခတ်ဒေါ်လာတသိန်းရလို့ရှိရင်တသောက်မဲ့လူမဲ့ပို့တော့အိတ်ခက်ထဲလိုက်ပဲဗျာဒါမျိုးတို့စဉ်းစားကြည့်နော်အဲ့တော့ PDF ဒီဒီနော် မင်းတို့ကအမှန်တော့ငကိုကလေးကဦးစင်းကပြောတယ်မင်းတို့အတုံးချခံဘဝကတိုင်းရင်သားတွေတိုင်းရင်သားလက်နက်ကိုင်းတပုံတွေကအတုံးချလိုက်နေဟုတ်လားအယူကြီးကအတုံးချလိုက်တယ်မင်းတို့ဟုတ်လားထောက်ဖို့ဆိုအမိခံပြီးမှဒီတောင်းစားနေတဲ့ထောက်ဖို့ပါဇက်စတိကဓမ္မတွေအတုံးချလိုက်နေဟုတ်လားမင်းတို့စီရောက်တယ်မြဘယ်ရောက်ပါမလဲမင်းတို့စီကိုပို့တယ်မြရောက်အောင်လူတို့ဒရိုတွေပြောင်းပေါင်းဇလိုတွေလူတို့တူလို့ဘယ်နေနိုင်ပါမလဲဒါကိုလည်းမင်းတို့စဉ်းစားရမှာလေဒါကိုလည်းစဉ်းစားရမှာ ဆရာတော်ကဥိရတုဒီစကားပြောလို့ရှိရင်ဝေရောခမှာဝေဒနာနဲ့မပြောဘူး data နဲ့ပဲပြောတာဖြစ်တယ်နော် data နဲ့ဆရာတော်ဥိရတုဒီဒေါန်ဆန်းစုကြည်တို့ဒေါခင်ကြီးတို့ပြောပါတယ်ဟုတ်တယ်လေဒေါခင်ကြီးရဲ့တမိုင်းကိုဘသူကဖော်ထုတ်ရဲတယ်လေဒေါခင်ကြီးရဲ့ဟုတ်လားဘုကျော်ဆန်းဘက်ကမို့သူ့ရဲ့ဒေါခင်ကြီးရဲ့အမေရဲ့အဖိုးရဲ့တမိုင်းကိုဘသူကထုတ်ရဲတယ်လေဟုတ်လား ေါခင်ကြီးရဲ့ခင်ဗျဟိုဘက်ကဒေါခင်ကြီးအဖိုးတမိုင်းကိုထုတ်လေဗျာဟုတ်လားဘသူကဒေါခင်ကြီးတမိုင်းကိုကောင်းကောင်းမွန်မွန်ပြောရတယ်ဗိုလ်ချုပ်အောင်စားဘက်ကပြောဟိုဘက်ကဒေါခင်ကြီးပြောလေခင်ဗျတော့ဟုတ်လားဘသူကတမိုင်းကိုရေးရတယ်လေဒေါအောင်စားစုကြည်သူ့အမေရဲ့အဖိုးတွေရဲ့ဟုတ်လားသူ့အမေဘက်ကပါတယ်အဖိုးတွေရဲ့တမိုင်းကိုရေးလေဗျာထုတ်လေဗျာအဖိုးကဘသူကြီးวะအဖိုးကဘလူကြီးวะဆိုတမိုင်းရေးရလားဟမ်အဲ့အဆရာတော်ဥပဒေတူကအမှန်တိုင်းပြောတော့ဟုတ်လားဆက်ဆက်တီခုံးနေကြတာဟုတ်လား ဒီကြတဲ့ပြည်ပကဟုတ်လားပြည်ပကနေဟောင်းနေတဲ့ဟိုဟောင်းနေတဲ့ဟိုပေါ့နော်မူဆလင်တွေကရှိသေးပြအစွန်းရောက်မူဆလင်တွေကကောင်းပါတယ်ဦးစင်းတို့ဒီဒူဘိုင်းမှာဆိုလဲပိန်ပိန်တိတိနဲ့တကားတယောက်ကပြောတယ်တူဒီမြန်မာနိုင်ငံသားမြန်မာနိုင်ငံဖြစ်တယ်အစ္စလမ်ဘာသာကိုကိုယ်ွယ်တယ်တူဒီမူဆလင်လူမျိုးဒါနဲ့တူဗမာပြည်မြန်မာဖြစ်တယ်နောက်တစ်ယောက်ကလည်းဗမာပြည်မှာရှိတဲ့မူဆလင်ကကောင်းတယ်ဦးစင်းတို့ကပြောပြီလေတူယုံကြည်ရတူကိုယ်ွယ်လို့ကိုယုံကြည်ရနော်တူယုံကြည်ရတူကိုယ်ွယ်တဲ့အဓိကက ိုတိုင်းမိကိုဘာအကိုနာကိုကိုကိုယုံကြည်ရကိုကိုရောက်ချစ်ဖို့ပဲကိုမြန်မာနိုင်ငံကြီးချစ်ဖို့ပဲအရေးကြီးတယ်ဗျာနော်ကိုတိုင်းတစ်ပါးကနေဟာခွေးလိုဝဲလိုဟောင်းနေရကြီးတွေရတော့ဟုတ်လားတင်းလဲကြီးစရာကြောက်စရာလဲအကြောင်းမရှိဘူးပြောရအောင်မြန်မာနိုင်ငံမှာရှိတဲ့မူဆလင်တို့တူတူကတော့ဒီလိုပေါ့နော်ဖန်တီးမှုတွေဖြစ်စီအောင်တက်တက်မဲ့အုံစုဘူးအုံကြွအောင်လှုပ်ချင်းဖြစ်တယ်အဲတူတူအဲ့လိုလှုပ်တဲ့ခါမှာငကောကမူဆလင်တွေမပြောခဲ့ဘူးအခုမူဆလင်တွေကရန်ပြောလာတယ်မစိုးဘူး ဒါမြန်မာနိုင်ငံသားစစ်စစ်ပဲဒါမြန်မာနိုင်ငံချစ်တာပဲဒါဥစဉ်တော့လက်ခံတယ်နော်ဥစဉ်ပြောပြီးပဲဥစဉ်တော့ကမူဆလင်ကိုတုံးမျိုးလုံးသာခွဲထားပါတယ်လို့ဟုတ်လားမြန်မာနိုင်ငံမှာနေပြီလို့မြန်မာလူမျိုး sorry လို့ဝတ် sorry လို့စစိတ်က sorry နိုင်ငံ sorry လို့ရောက်နေတဲ့လူမျိုးတော့ဥစဉ်တော့ပေါင်းလဲလို့မရဘူးလို့မြန်မာနိုင်ငံမှာနေပြီးမှလို့ဟုတ်လားအာမိမမြန်မာသွားယူကလေးတွေကိုခွေးလိုဝက်လိုလှိမ့်မွေးပြီးမှမတွေ့နိုင်ဘူးပဲဟုတ်လားမြန်မာပြည်ဝမ်းမြူကိုကြံတဲ့ဘူးဆယ်လေးမျိုးမျိုးဥစဉ်တို့ လက်ဆွဲပြီးနှုတ်မဆက်နိုင်လို့လက်လူရှင်တွဲဖို့ဆိုတယ်မဖြစ်နိုင်ဘူးလို့မြန်မာနိုင်ငံမှာနေပြီးမှမြန်မာလူဝတ်တယ်မြန်မာလူစားတယ်မြန်မာလူနေရတူယုံကြီးရောကိုးကွယ်တယ်ဖြစ်လာတယ်မှဒုက္ခရောအတူခံအတူစီရင်စီခံမယ်ဆိုတဲ့မွတ်စလင်မျိုးတော်ဦးစင်းတို့ကဝန်ကမ်းမဲ့အမြဲတမ်းကြိုဆိုပြီးတာအမြဲတမ်းလက်တွဲပြီးတာအခုရည်လွယ်လဲအမြဲတမ်းဦးစင်းတို့ပေးဖို့ပါစနစ်ရှိပြီးတာပဲเนาะအစဉ်အသစ်ရှိပြီးတာအဲအမြဲတမ်းဦးစင်းတို့ကဟောလက်တွဲကိုလည်းဝယ်မလေးအဲ့ဒါမှမွတ်စလင်နေဦးစင်းတို့ကြိုက်တယ်เนาะ တော့ဒူဘိုင်းမှာနေတဲ့မွတ်စလင်တယောက်ဆိုလို့ရှိရင်သူပြောတာတွေဦးဇင်းကရမ်းကြိုက်တယ်ပြင်ပြင်ဒီကြိုက်တော့ပွင့်မန်းတဲ့တောင်လေးစားပါတယ်လို့ပေါ့ကူတော့မွတ်စလင်ပွင့်မန်းတဲ့မှာဝင်ရဲဆိုတာမရှိဘူးမရှိဘူးเนาะအားကြောင့်မလို့ဦးဇင်းတို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားညီကိုမော်ဒမာများအားလုံးနဲ့မြန်မာနိုင်ငံသားခိုင်ယူထားတဲ့မြန်မာနိုင်ငံသားများအားလုံးပေါ့ဗျာเนาะမရှိတဲ့အရာယူလဲအရှိတရားလို့လို့မရအောင်ရှိတဲ့အရာလေးနဲ့တိုင်းပြည်ကြီးကို ငါတို့ဒီဘလို့ငိမ့်ကြအောင်လက်တွဲပြီးလုပ်မလဲအေးကြအောင်ဘလို့လုပ်မလဲငါတို့ဒီဘယ်နေရာကနေပါဝင်ပူပေါင်းမလဲဘယ်နေရာကနေပါဝင်ပြီးမှငါတို့ဒီတတ်တယ်မလဲဆိုတော့ပဲခင်ဗျားတို့လူတွေကတွေးရမှာဖြစ်ပါတယ်ဗျာမြန်မာနိုင်ငံကြီးကလည်းမကြခင်မှာငိမ့်ကြเนาะရေကောက်ွယ်ကြီးအောင်မြင်သွားပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကတုတ်တက်ပြောင်းလဲမှုအဖြစ်တစ်ခုကိုရောက်ဘာဖြစ်လို့အဲ့လိုပြောရတာလဲလက်ရှိခင်ဗျားဦးစင်းတို့ဒါပုံမလင်းလင်းပြောလို့ရှိရင်ဟုတ်ပြီဘလို့ပဲပြောပြောဒါကြက်ခိုင်ရာ အင်းကောင်းတယ်တန်ခိုင်နိုင်မှုဟာများတကောင်နဲ့ပဲပြည်ပြီဘလူပဲပြည်ပြီဟုတ်လားတန်ခိုင်ရဲ့နိုင်မှုဟာဒါ90ရာခိုင်နှုန်းရှိရရှိတဲ့အတွက်ကြောင့်အန်ခိုင်ရဲ့စိုးရဖွဲ့နိုင်မှုဟာများပါတယ်အဲ့တော့ရန်ခိုင်ရဲ့မှာစိုးရဖွဲ့မဲ့ဒုတိယကိုကြည့်လိုက်ရင်လုတ်တက်ကင်တဲ့ဒီကလေးကချီထောင်တွက်အချိန်မီမရှိတဲ့ရတမတယောက်မှာစကားကိုဘယံပရာပြောတဲ့သူတယောက်မှမပါခဲ့ဘူးအရေးရှင်းရှိတဲ့သူတွေပဲလုတ်တက်ကင်တတ်တဲ့သူတွေတိုင်းပဲပါတယ်မြန်မာနိုင်ငံကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့သူတွေပဲပါတယ် သူကကိုယူနီဖောင်းချွတ်ပြီးမှပဲဘလို့ပဲဝှက်ဝဲယူနီဖောင်းချွတ်ပြီးလဲသူဒီတန်းခိုင်ဝှစ်စုံဝှက်လိုက်ပြီးဆိုကြရဲအဲ့ဝူပြီးမှယူနီဖောင်းဘက်ကိုပြန်ဝှက်လို့သူတို့တွေမရဘူးဆိုတော့ခင်ဗျားတို့ဒါတော့သဘောပေါက်ဖို့လိုတယ်နော်သဘောပေါက်ဖို့လိုတယ်ဒါလေးကိုနားလဲလို့လေဥစဉ်အာမခံရတာကတော့မြန်မာနိုင်ငံပြောင်းလဲမယ်နိုင်ငံတကာဆက်ဆံရေးပို့ပြီးမှအစဉ်ပြေလာမယ်နိုင်ငံတကာဝင်လဲပြင်လာမှုတွေရှိလာမယ်လမ်းကတော့အခုမှလမ်းဆက်သွယ်ရေးအကုန်လုံးနေ ူညီထောက်ပံ့မှုတွေမြောက်များစွာရလာမယ်။ဦးစင်းတို့ဟုတ်ပြီကာကျုပ်ကိုပြောတယ်ဟာကာကျုပ်ကဘရူနက်တွေဓာတ်ပုံရိုက်တယ်။ဒါကတော့ကျွတ်တော့လေဘရူနက်တွေနာမည်ကြီးတဲ့တွေဓာတ်ပုံရိုက်တာရိုက်တာပဲလေဗျာ။ကို့ဒါကတော့မီဒီယာဓမ္မအကုန်လုံးကို့မြန်မာရဲ့အားလုံးလည်းရှိကြတယ်။ကို့နိုင်ငံကကာကျုပ်ကဟဲ့ငါ့ဓာတ်ပုံရိုက်ပါရိုက်ပါလို့ပြောတာမဟုတ်ဘူးလေဗျာ။ဟိုကလည်းရိုက်ပါရိုက်ပါပြောတာမဟုတ်လေ။သတင်းဓမ္မမီဒီယာမြန်မာနိုင်ငံပါပြီးသားလေဗျာ။ဒါတော့နိုင်ငံတကာဆက်ဆံရေးရှိအောင်ဒီလိုဒီလိုနိုင်ငံတကာနဲ့ဆက်ဆံရေးရှိတယ်ပွင့်လင်းမြင်တာမှုရှိတယ်။ ဆောင်တော့ဦးစင်းတို့ကဒါချပြရပါပဲလေချပြရမှာပဲမီဒီယာတော်ကမီဒီယာတော်မတွေရဲ့အလုပ်ပဲချပြရမှာပဲဒါကြီးကိုဟုတ်လားဒေါအောင်ဆန်းစုကြည်လူတွေရောဘာလူတွေရောပေါ့ပေါ့ပေါ့ဟုတ်လားဒေါအောင်ဆန်းစုကြည်တို့ကဒါကမြန်မာနိုင်ငံတကာကိုထွက်သွားတယ်နိုင်ငံတကာကိုထွက်သွားပြီဆိုလို့ရှိရင်နိုင်ငံပြောင်းလဲဖို့ထွက်သွားတယ်ဆိုတာမရှိဘူးเนาะဟိုဟာပေါ့အလမယ်အလမယ်သွားပြိုင်တယ်လို့ပဲဟိုဟာဝမ်းဆက်ကလေးဝဲပြီးကော့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 ပေါ်ပါလေးဒီလိုကိုင်းတာဟိုမြင်းကိုမမြင်ဘူးလို့ဟုတ်လားပေါ်ပါမနိုင်ထမိတ်မနိုင်ပေါ်ပါမနိုင်ဆိုတဲ့အနေထားတစ်ခုနဲ့သွားတာ အာဟိုပါနဲ့နိုင်ငံတကာလက်မှတ်ထိုးဟုတ်လားမြတ်တော်ဆန်းစုကြည်ဗျာအခင်ဗျာမြတ် OIC နေနိုင်ငံတွေနဲ့တွေ့တယ်ဗျာအခင်ဗျားတို့အဲ့ဟာတွေကိုချပြလာဘာကြောင့်တွေ့ရလဲဘာကြောင့်လှုပ်ထားလဲဆိုတော့ဟုတ်လားတွေ့တယ်ဗျာညာနဲ့အရာတွေနဲ့တွေ့တယ်ပုံမွင့်လင်းလင်းပြည်သူကိုချပြခဲ့တယ်ဆိုတာမရှိဘူးနော်အာလာပြမြေမြေခရတူစိုးရငားနဲ့ကမြေဆုံစီမံကိန်းကျမသာစိုးရဖြစ်လို့ရှိရင်တဲ့ဘာဖြစ်ဩနောက်ကြတော့ခင်ဗျာအတန်းတမျိုးပြောင်းလာတာပဲဟမ်တမျိုးပြောင်းလာတာမဟုတ်လားအဲကြောင့်မလုတ်တဲ့မကင်တဲ့ဖဲနဲ့ထောင်ထွက်ရတမများကိုနေရာပေးလိုက်တော့ လုတ်တက်ကင်တက်တဲ့အရေးချင်းရှိတဲ့သူကြတော့ဂျောင်ထိုးထွားကြတာမဟုတ်လားငါးနှစ်လာကာလမှာဗုဒ္ဓညိုကြီးအပြိုလိုချင်းခေါင်းဆက်ဆိုရင်မဟုတ်လားခေါင်းညိမ့်မဲ့သူလောက်ကိုနေရာပေးကြတော့ဖြစ်ပြီပေါ့ဖြစ်ပြီပေါ့နော်ဖြစ်ပြီပေါ့ဒါမျိုးတွေစုပြီးမှအခုရှိကြည့်လေဗျာကဲခုဒါဒီဖြစ်လာတဲ့မြတ်ပြဒနာအထိကတရားခံတော်ဆက်စုကြည့်ပဲတော်ဆက်စုကြည့်ဟုတ်လားနာမည်နဲ့လှုပ်ရှားနေတဲ့ဟုတ်အန်ယူဂျီတွေမြန်မာနိုင်ငံမှာအညာသူညာသားတွေဟုတ်လားအညာကလေးတွေကို အတုံးချပါလားလေဒေါအောင်ဆန်းစီနိုင်ငံရေးဆိုတာဖြူလိုက်မဲ့လားမတည်ဘူးเนาะညာသားတွေကเนาะမတည်ဘူးနားမလဲဘူးဒါပေမဲ့သကလုံးတွေထဲမှာမျောပြီးမှမျောလင်းချက်တွေထဲမှာမျောပြီးမှဆရာမတွေဘာတွေအကုန်လုံးဒုက္ခရောက်ထားတယ်အများကြီးမြောင်များစွာညာမှာဟုတ်လားမုံဆုံးမတွေဖြစ်သွားတာအများကြီးပဲမြင်မှပြပါเนาะဒီအညာဒေတာတွေမှာအများကြီးပျက်စီးမှုတွေအများကြီးအဲ့ဒါအဓိကတရားခံတက်မတော်မှုဟူအဓိကတရားခံ NLD ပဲ NLD နဲ့ဒေါအောင်ဆန်းစုကြည်နဲ့ဒေါအောင်ဆန်းစုနောက်လိုက် NUG ဆိုတဲ့ဖွဲ့စည်းရတဲ့ အကျန်းဖွဲ့အဖွဲ့စည်းပဲဆိုတာကိုပြည်သူများအားလုံးသိစေခြင်းနဲ့အခုဦးစင်းပြောတဲ့စကားကိုပြည်ပကလူတွေနားထောင်ဖို့မဟုတ်ဘူးပြည်ပကလူတွေနိုင်တာပေါ့မြန်မာပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံကြီးကိုချစ်မြတ်လို့တဲ့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားအားလုံးသိဖို့အတွက်ကိုပောက်ကူတော်ကကြောနေခြင်းဖြစ်ပါတယ်ဗျအားလုံးဒါပါပဲဗျ